အသည့်ဆက်ဆက်အီရန်စစ်ဦးစီးချုပ်ကိုအစ္စရေးထက်မှန်လုံခြံတပ်ဖြတ်အီရန်အခေါင်ချုပ်အလီခါမီနီ၏အနီးဆုံးလူလဲဖြစ်အစ္စရေးပထမတိုက်ခိုက်မှုအဖြစ်တီဟီရန်မြို့ကိုတိုက်ခတ်ရာ၌တည်ဆုံးခဲ့သောစစ်ဦးစီးချုပ်နေရာတွင် အစားဝင်တီမှလည်းရပ်ပိုင်းသာရှိသေးသော အီရန်စစ်ဦးစီးချုပ်တဲ့အလီရှက်မာနီကိုထပ်မံရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်းအစ္စရေးတပ်မတော်ပြောရေးဆိုခွင့်ရှိအဖွဲ့မှဇွန်16ရက်တွင် အတီးပြုတ်ထုတ်ပြန်လိုက်ပြီးထုတ်ပြန်ချက်တွင်အီရန်နိုင်ငံအတွင်းစိတ်ဝင်နေရာယူထားပြီးသောအထူးထောက်လှမ်းရေးတပ်ဖွဲ့များ၏အာချင်းပြစ်မှတ်တွေ့ရှိခြင်းအခြေအနေအရအစ္စရေးလေကြောင်းကုကဲမှုဌာနတို့နှင့်ပူးပေါင်းပြီး အလီရှက်မာနီတရှိရာနေရာကိုအတိအကျသိရှိသဖြင့် ဖိုက်တာဂျက်လေယာဉ်များဖြင့်ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုဖော်ပြခဲ့သည့် Israeli Rising Lion စစ်စင်၏ပထမဆုံးရက်အဖြစ်အီရန်ကို တိုက်ခိုက်ခဲ့မှုမှာပင်စစ်ဦးစီးချုပ်အလန်းအလီယာရှစ်တေဆုံးခဲ့ရပြီးနောက်အလီခါမီမီသည်ရှက်မာနီကိုလက်နက်ကင်တပ်ဖွဲ့အရေးပေါ်ဌာနချုပ်နှင့် Islamic Dolan ၏အဆောင်တက် Red Crow ၏အမြင့်ဆုံးစစ်ဦးစီးချုပ်ရာထူးပေးအပ်ခဲ့ရာ၄ရက်ကြာမှာပင်ထပ်မံရှင်းလင်းခံရခြင်းဖြစ်သည်။ Israel တိုက်ခိုက်မှုများသည့် Iran, အထူးစစ်ကောင်းဆောင်များကိုရပိုင်းအတွင်ရှင်းလင်းနိုင်ခဲ့ရ၌အက်တချုပ်ဟော်စိန်ဆလာမီစစ်ဦးစီးချုပ်မိုဟာမက်ဘတ်ဟီရီအက်စစ်ထောက်လမ်းရေးကြီးကဲမိုဟာမက်ကာစီမီအပါအခြားသောစစ်ကောင်းဆောင်များနှင့်နျူကလ িয়ার သိပ္ပံပညာရှင်များပါတည်ဆုံခဲ့ရသည် ခုတစ်ပတ်အစောပိုင်းကလည်းအီရန်အစိုးရမီဒီယာအနေနဲ့သတင်းအေဂျင်စီကတီဟီရန်မြို့အတွင်းအစ္စရေးအီလေကြောင်းတိုက်ခိုက်မှုများနဲ့တပြိုင်နက်ကားဘုံးပေါက်ကွဲမှု၅ခုကြောင့်နျူကလ িয়ার သိပ္ပံပညာရှင်များစွာတေဆုံးခဲ့ရသည်ဟုထုတ်ပြန်ခဲ့သေးသည်